်စင်တီမီတာနဲ့ပြတာမှမဟုတ်လို့ဒီ A4 စာရလေးပဲလောက်ထားပါတယ်။နောက်ခုဆိုရင်နောက်ထပ်ရတဲ့အတိုင်းပဲ A4 စာရကိုဒီလိုမျိုးနှခေါက်အညီခေါက်ပေးပါမယ်။နှခေါက်အညီခေါက်ပေးပြီးဆိုရင်နောက်ချမ်းနောက်ချမ်းကိုယူပါမယ်။နောက်ချမ်းကိုယူပြီးပြီးဆိုရင်ဒီ A4 စာရခေါက်ထားတဲ့အပေါ်မှာဒီလိုပုံစံမျိုးတင်ပေးရပါမယ်။ ဒီလိုပုံစံမျိုးတင်ရတဲ့အကြောင်းရင်းရကြတော့နောက်ချမ်းမှာကြတော့ဒီနောက်ကျောဘက်မှာဆိုရင်ဒီလိုမျိုးဖိုက်ပူတာတွေဘာတွေမရှိဘူးအဲ့ဒါအတွက်ဒီလိုမျိုး ီတိုင်းမညှက်ပင်းရတယ်ရှေ့တန်းမှာကျတော့ဘိုင်းတီပါတယ်ရှိတဲ့အတွက်ကြောင့်မလို့ဒီလိုပုံစံမျိုးဒီနာကနေပြီးတော့ပို့ပေးထားတာဘိုင်းနေရာအဲ့ဒါကျတော့ဘိုင်းပူတယ်ဆိုရင်နည်းတလက်တလက်မကွဲနှစ်လက်မလောက်ဒီဒီလိုမျိုးစောင်းပေးရမယ်ပေါ့နော်ဒီလိုစောင်းပေးရမှာအဲဘိုင်းမရှိပဲနဲ့ဘိုင်းနဲ့ဘိုင်းမရှိဘူးဆိုရင်တော့တလက်မလောက်ပဲတော့ပေးရမယ်အဲ့ဒါဆိုရင်ဒီမှာဆိုရင်ဒါတလက်မ တက်လက်မကွင်းတက်လက်မလောက်ပဲထားမယ်ပေါ့နော်ဒီမှာတော့စင်တီမီတာအဲလက်မကိုစင်တီမီတာလို့ပုံစံမျိုးအနေနဲ့အစားထိုးပြီးတော့ပြရအောင်လို့တက်လက်မဆိုတော့10စင်တီမီတာယူလိုက်မယ်10စင်တီမီတာဒီနားမှာရှိမှာအဲ့လိုမျိုးယူလိုက်ပြီးဆိုရင်ဒီလိုမျိုးစောင်းထားတဲ့နေရာမှာဆိုရင်ဒီလို အဲ့လိုဆောင်းဆောင်းထားပေးမယ်ပေါ့နော်ဆောင်းထားပြီးပြီဆိုရင်ဒီနားမှာနောက်ချမ်းရဲ့ပခုံးကိုမှတ်လိုက်မယ်ပခုံးကိုမှတ်ပြီးတော့ကိုကဘလောက်အကွာဝေးဘလောက်အရှိလေပင်ကိုဘလောက်အကြလိုချင်တာလဲအဲ့ရဲ့ပုံမှန်တိုင်းပြီးတော့ယူမယ်ဒီမှာတော့ ဒီပုံစံမျိုးရထားပြီးရင်ရှေ့လေဗယ်အကြကိုဘယ်လောက်ယူချင်တာလဲဆိုတာကိုတိုင်းပေးမယ်။ဒီမှာတော့5 cm လောက်ယူထားတယ်။5လက်မပေါ့နော်။5လက်မအကြဆိုတော့ဒီနေရာလေးမှာအဲ့နေရာလေးမှာကျလာပြီဆိုရင်ဒီလိုမျိုးလှုပ်ထားတဲ့ဟာကပေပိတ်စဖြစ်ဖြစ်ဆက်ကူဖြစ်ဖြစ်ရွေ့သွားလို့မရဘူးပေါ့နော်။အဲဒီလိုပုံစံမျိုးဒီတလက်မတလက်မကိုကတလက်မဆောင်ထားတာဆိုတလက်မနေရာမှာပဲရှိပေမယ့်ဒီမှာဆိုရင်ဒီပခုံးကနေပြီးတော့အောက်ကို ငါးလက်မချထားတယ်အဲ့ငါးလက်မနေရာမှာဆိုရင်ဟိုကအရှိအရှိခွဲကိုနှိပ်စီပဲတက်တက်မှာမလားကျဲသိန်းကွင်းနဲ့လုံမှာလားကျဲသိန်းကွင်းနဲ့လုံမှာဆိုရင် တမတ်လောက်ပဲလက်မနဲ့အနေနဲ့ပြောရင်တမတ်လောက်ပဲခြံပေးရတယ်အဲ့လိုမှမဟုတ်ပဲနဲ့ကိုပါကွာဒီကျဲသီးပေါက်ကျဲသီးပေါက်လို့လုံပြီးတော့ကျဲသီးပေါက်နဲ့တက်မှာဆိုရင်ငါးမှုလောက်ဒီလိုအထဲဝင်ပေးရမယ်အောက်ကလည်းတလက်မဆောင်မယ်အထဲကိုလည်းငါးမှုလောက်ဒီလိုမျိုးဆောင်းဆောင်းလေးလုပ်ပေးရမယ် တကယ်လို့ကိုကကျဲသီးကွင်းနဲ့ပဲလုံပါဆိုရင်ငါမှုမလို့ဒီလောက်တမှတ်လောက်ဆိုရင်ရပြီအဲ့လိုမျိုးဆောင်းဆောင်းလေးဒီအောက်ကလည်းတလက်မတလက်မရှိရပဲကိုလိုချင်တဲ့အနေထားပေါ့အဲ့လောက်ရှိပြီးတော့ဆိုရင်ရပြီအဲ့ဆိုရင်ဒီနားနည်းနည်းအောက်အောက်အောက်ကြနေလို့အပေါ်နည်းနည်းတိုးပြီးတော့ပြန်တိုက်ပြလိုက်ပါမယ် မှဆိုရင်တမတ်လောက်အဲ့လိုပုံစံမျိုးလေးအဲ့လိုပြီးသွားပြီဆိုရင်တခါတည်းနောက်ချမ်းအတိုင်းပုံစံတူလိုက်ကူပါမယ်နောက်ချမ်းညှက်ထားတဲ့အတိုင်းပဲရှေ့ချမ်းမှာလိုက်ပုံစံတူလိုက်ကူပါမယ် အဲ့ဆိုရင်ရသွားပြီဒီမှာဆိုလဲတလက်မဆောင်ထားတဲ့နေရာမှာသူ့ဝင်တဲ့သူပြပြလေးဒီဘက်ကိုဒီလိုလေးလာပေးပါမယ်ဒီမှာဆိုရင်ဒါခုနကဒါမှတ်ထားတာအောက်ကအောက်ရင်းနဲ့ရောက်နေလို့အပေါ်တိုးထားတာဆိုတော့ဒီနားကလည်းပင်အမှတ်ပါ အဲ့ပြီးပြီဆိုရင်ဒီ level ကိုလည်းနောက်ထပ်အတိုင်းကိုလိုချင်တဲ့ပုံစံကိုဆွဲပေးရမယ်တကယ်လို့ကိုက V လိုချင်တယ်ဆိုရင်တော့ငါလက်မထပ်ပို့ပြီးတော့အောက်ချပြီးတော့လုံတာကောင်းတယ် V ကတော့ level ကြလေလှလေဖြစ်တဲ့အတွက်ကြောင့်မလို့ V လိုချင်တော့ငါလက်မထပ်အောက်ချမယ်ကိုဒီထုတ်တဲ့သူရဲ့ပုံမှန်မူတည်ပြီးတော့ကိုရဲ့ဒေဗင်အကြဘယ်လောက်ကြာကျင်လဲဆိုတော့ပုံမူတည်တယ်ဒီမှာတော့အဝိုင်းလေးပဲလုပ်ပေးထားပါမယ် အဲ့ဒါပြီးပြီဆိုရင်ခြိုင်ဘက်ကိုသွားမယ်ခြိုင်ဘက်ကိုဆိုရင်ရှေ့ရင်ကျဲတိုင်းမယ်ဆိုရင်ဒီအခွက်နားလောက်မှာဒီအခွက်ဆုံးနေရာလောက်ပေါ့အဲ့ဒီနေရာဒီနေရာလောက်လေးမှာရှေ့ရင်ကျဲကိုတိုင်းပေးပါမယ် တိုင်းမယ်ဆိုရင်ရှင်းရင်ချေကပုံမှန်ဆိုရင်တော့6 6လက်မ6ခွဲတအားပဲငယ်ငယ်ငယ်လေးတွေဆိုရင်တော့9လက်မခွဲလောက်ဝရင်တော့ဒီ6 6ခွဲ9လောက်9လောက်ဆိုရင်တော့များတယ်63မလောက်ရှိရပါမယ်ဒီမှာဆိုရင်တော့ရှင်းရင်ချေတိုင်းတဲ့ခါမှာဆိုရင်6လက်မ6လက်မလောက်ပဲ6လက်မလောက်ပဲထားမယ်ပေါ့နော်6လက်မမဟုတ်လဲ6လက်မနဲ့တစိမ့်ကိုအဆင်ပြေတယ်လို့ထားလို့ရတယ်ကိုရဲ့ခန္ဓာပေါ်မှာမူတည်ပြီးတော့ထားပေးရမှာဒီမှာတော့6လက်မတစ်စိမ့်ထားပါမယ် ထလမတစိထားပြီးပြီဆိုရင်ဒီကအမှတ်ကနေပြီးတော့ဒီလိုမျိုးတက်ပြီးသွားပါမယ်ဒီမှာဆိုရင်တခုလိုတာကကြတော့ဒီမှာဒါကတော့နောက်ချမ်းရဲ့ပခုံးမြင်ဒီနောက်ချမ်းအတိုင်းဆွဲထားတာတကယ်လို့ကိုကရှေ့ချမ်းမှာဆိုရင်ရင်ရင်တောက်ထည့်မယ်ဆိုရင်အပေါ်ကိုအပေါ်ကိုတမတ်တက်ပေးရပါမယ်ရှေ့နောက်ချမ်းကျရင်နောက်ချမ်းရဲ့ဒီပခုံးထဲအပေါ်ကိုတမတ်တက်မယ် ေါ်တမတ်တက်တော့ဒီလိုပုံစံမျိုးဖြစ်သွားမယ်ပခုံးကပြီးကြရင်ဒီနားကရင်ကိုလည်းဘိုးဘက်ဘေးကိုအမှတ်လောက်ထွက်ပေးထားပါမယ်ဒီလိုထွက်ပေးရတဲ့အကြောင်းရင်းကြတော့ဒီမှာဆိုရင်ဒီခြိုင်းတောက်ထဲမှာဆိုရင်ခြိုင်းတောက်ကဒီလိုမျိုးယူသွားမှဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနားမှာဆိုရင်ပိတ်စတယ်ဘာဖြစ်သွားရင်ကျင်းကျင်းတာတွေကြက်တာတွေဖြစ်သွားမှဆိုလို့ဒီလိုပုံစံမျိုး ဒီဂျိုင်းထောက်အတွက်ပို့ပြီးတော့ထုတ်ပေးထားရတာပါဒီမှာဆိုရင်ထွက်ထားတဲ့ဟာလေးကိုပြပြလေးလုတ်ပေးရပါမယ်အဲ့လိုလုတ်ပေးပြီးဆိုရင်ဂျိုင်းစပြီးတော့ဆွဲပါမယ်ဒီလိုပုံစံမျိုးကိုချားထားတဲ့အမှတ်ကနေပြီးတော့ပြပြလေးလာပေးရပါမယ် တကယ်လို့ဒီနေရာမှာနေကောက်ကောက်လေးဖြစ်နေဆိုရင်ကိုယ့်ရဲ့ဒီမျက်လုံးအနေထားပေါ်မှာမူတည်ပြီးတော့အစင်တင့်တယ်လို့ဆွဲပေးရပါမယ်။ ါဆိုရင်ခြေချင်းအတွက်ပြီးတော့ပါပြီ။ဒါဆိုရင်ဒီအားကနောက်ချမ်းနေပြီးတော့ခြေချင်းကိုညှက်တဲ့ပုံစံလေးပါ။ဒီအတိုင်းညှက်သွားပြီးရပါတယ်။ ဒီစက်ကူမှာဆိုရင်တော့ကိုယ့်ကိုအဆင်ပြေတယ်လို့ဒီလိုမျိုးလှည့်ပြီးတော့ညှက်လို့ရပါမယ်ပိတ်စားမှာဆိုရင်တော့လှည့်ပြီးညှက်လို့မရတဲ့အတွက်လက်အဆင်ပြေတယ်လို့ညှက်ပေးရပါမယ် ဒါဆိုရင်ရှေးချမ်းလေးညသွားပါပြီရှေးချမ်းချမ်းရတော့နောက်ချမ်းချမ်းထပ်ပိုးကျရပါမယ်ဒီပုံစံမျိုးရှေးချမ်းလေးညသွားပါပြီဒီမှာတော့နောက်ချမ်းပါ င်မဆိုရင်ဒီလိုထပ်လိုက်ပြီးဆိုရင်ဆက်ကူအနေနဲ့လည်းမို့လို့နည်းနည်းမညီတာလေးတွေရှိပါတယ်။အဲအကြောင်းမလို့ဒီလိုချက်တကယ်ပိတ်စားနဲ့ချုပ်တဲ့အချိန်မှာဆိုရင်တော့ညီလားမညီတာလေးတွေသိချင်စစ်ပြီးတော့ဒီလိုမျိုးလိုက်ညီပေးရပဲပေါ့နော်။ဒီမှာဆိုရင်ပိုနေတဲ့အကြောင်းရင်းအားဒါကခြိုင်းတောင်အတွက်ထုတ်ပေးထားတာဒီမှာဆိုရင်လည်းအဲဒီတိုင်းပဲ။နောက်ကနေကြည့်မယ်ဆိုရင်ဒီလိုပုံစံမျိုးရှေ့ချမ်းအနေနဲ့ပို့နေရပါမယ် Música